ရန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့ဒဂုံမြို့တောင်ပိုင်းမြို့နယ်တွင်2025ခုနှစ်မိုးရသည့်အကြိုးစူပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ 2025ခုနှစ်မြို့နယ်အစဉ်မိုးရသည့်အကျိုးအသိပင်ဆိုင်ပြိုပွဲအခမ်းအနားကိုမေလ30ရက်နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးတကုံးမြို့သည်ခရိုင်တကုံးမြို့သည်တောင်ပိုင်းမြို့နယ်ရွာသားကြီးပြို့ဦးရင်ဝင်းအတွင်လူထုလှုပ်ရှားမှုအသွင်ပြင်ချင်းပါဆောင်ပါလျက်ရှိကြောင်းသိရပါသည်။ရှေးဦးစွာမြို့နယ်တည်တော် OC အရာရှိကမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှုဦးစန်းလွင်အားပြိုးပင်များပေးရပြီးမြို့နယ်အစဉ်ဌာနဆိုင်ရာအကြီးအကဲများသူနာပြုတင်တဲ့ကြောင်းကျောင်းဆရာမကြီးတို့ကရတနာတန်းဝင်ပင်များစိုက်ပျိုးမဲ့နေရာ ရင်းအထင်းအမှတ်တစ်ပင်များစုပေါင်းဆက်ပြိုကြပါရယ်။မိုးရာသီအကျိုးတစ်ပင်ဆက်ပြိုပွဲတွင်ခရီးတရားပင်၊ဟူရှေဝါအပင်တရား၊စိန်ပန်းကြီးအပင်တရား၊တရုတ်တဲအပင်တရား၊ဗတောက်အပင်တရား၊မန်ဆန်ရှာအပင်တရား၊မဟော်ဂနီအပင်တရား၊မအူအပင်တရား၊မဲဆယ်အပင်တရား၊ပြင်းမအပင်တရားစုစုပေါင်းတစ်ထောင်ပင်ကိုတတ်မှတ်နေရများတွင်ဆက်ပြိုကြကြောင်းသိရပါရယ်ရှင်။ဒီသတင်းကိုတော့တန်တန်အေးကပေးပို့ထားပါပဲဖြစ်ပါရယ်။